မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ25ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မခွေတိုင်းငဖဲမြို့နယ်နိုင်ငံဗျူဟာအနီးမှာစစ်ကောင်စီနဲ့အရကတက်တော် AA တို့တိုက်ပွဲတွေဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်ခွေးတပ်ဟာစက်တင်ဘာလ23ရက်နေ့မနက်7:00နာရီကစပြီးတော့တိုက်လေယာဉ်များ Warthog လေယာဉ်များနဲ့ဘုံအလုံးရေ30နီးပါးကိုကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ အမ်ဘရန်လမ်းပိုင်းမှာတိုက်ပွဲတွေဆလာကြတဲ့ကအဲ့ဒီနားကကြေးရွာတွေစစ်ပင်းရှောင်နေကြရပါတယ်မနေ့ကကော်ဖီဂျန်တွေဘက်ကဘုံကျဲသွားလို့ပျက်စီးထိခိုက်မှုတွေရှိမှာပေါ့အသေးစိတ်တော့မသိနိုင်ဘူးလို့မကွေးဒေသခံတဦးကအတည်ပြုပြောကြားထားပါတယ်အကြမ်းမဲ့စစ်ခွေးတက်ကနိုင်ငံအနီးမှာရှိတဲ့မြိုင်လှိုင်စတဲ့ကြေးရွာများဘက်ကိုဘုံအလုံးကြီး30နီးပါး ဇက်တိုက်ကျဲချခဲ့တယ်လို့သိရပါဗျ။နိုင်ဧကန်တောင်ကျောတော်ဝိုင်းနဲ့လိုင်ချေးပါဘက်မှာစစ်ကောင်မရှင်ရဲ့တပ်မ69ကလက်ချံတပ်ဖွဲ့ဝင်အယောက်300ခန့်တပ်ဖြန့်ထားပြီးတော့အေအေတပ်ဖွဲ့ဝင်များနဲ့ထိတွေ့တိုက်ပွဲများနေစဉ်ဖြစ်ပွားနေတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်းနိုင်ဧကန်မှာရှိတဲ့ဒုတက်ရင်းမှုအပါအဝင်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်60နီးပါးတေဆုံသွားပြီးတော့စက္ကခဆက်ခွန်လက်အောက်ခံတပ်ရင်း၄ခုထဲမှနေကတပ်ဖွဲ့ဝင်အယောက်40ကျော်လဲပျောက်ဆုံးစရင်တွင်းခံထားရတယ်လို့သိရပါဗျ။နိုင်ဧကန်ဗျူဟာစခန်းကိုစစ်ကောင်စီက အမြောက်စစ်စင်ရေကိုကဲမှုဌာနချုပ်မဆာခ905ကနေစစ်သုံးကားကြီးများနဲ့အင်အားဖြည့်တင်းမှုကိုနေတိုင်းနေပါပြုလုပ်နေတဲ့အပြင်အနီးတစ်ဝိုက်မှာရှိတဲ့ကာကင်းများကိုလည်းကင်းထောက်လေရင်နဲ့ဒရုန်းများဘုံကျဲတိုက်ခိုက်နေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့စက်တမလာပထမပတ်အတွင်းကလည်းနိုင်ရီကန်အနီးစွန့်တက်ကြီးရွာဘက်ကိုစကခဆက်ခွန်လက်အောက်ခံတိုက်ရင်များဖြစ်တဲ့ခမရ904ခမရ969ခမရ905ခမရ900ခမရ920 ခလာရ295တိုက်ရဲများကစုပေါင်းပြီးတော့စစ်ကြောင်းထိုးလျက်ရှိကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်၄ကီကောတိုက်ပွဲအတွင်းမှာမြန်မာဘက်ကနေပြီးတော့ပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးဟာထိုင်းမျိုးဘော်ကိုကြက်ရောက်ပောက်ကွဲပြီးတဲ့နောက် ထိုင်းစစ်တပ်ကနယ်စပ်မှာလုံခြုံရေးတွေတိုးမြင့်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမလာ24ရက်နေ့ကမြဝတီမြို့နယ်၄ကီကောင်မှာတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတဲ့အချိန်မြန်မာဘက်ကနေပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးဟာထိုင်းနိုင်ငံမဲဆောင်မြို့နယ်အတွင်းကိုကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။အခုလိုကြားရောက်ပောက်ကွဲမှုကြောင့်လူထိခိုက်ခြင်းမရှိတော့လဲထိုင်းနိုင်ငံကမြန်မာနိုင်ငံဘက်ကိုတရားဝင်ကန့်ကွက်လွှာပေးပို့လိုက်တယ်လို့သိရပါတယ်။အခုလိုကန့်ကွက်လွှာပေးပို့ပြီးတဲ့နောက်ထိုင်းစစ်တပ်ကထိုင်းမြန်မာနယ်စပ်တခြားလုံးမှာကင်းလေခြင်းနဲ့လုံခြုံရေးတိုးမြင့်ခြင်းများကိုလ ုပ်ဆောင်လာပြီးထိုင်းဘက်အထက်မှာ24နာရီလုံခြုံရေးတိုးမြင့်လိုက်တယ်လို့သိရပါတယ်။စက်တမလ20ရက်နေ့ကစတင်ပြီးတော့စစ်တပ်ကမြောက်ပြည်မြို့နယ်၄ကီကောကိုစစ်ကြောင်းများစတင်ထိုးလာပြီးတော့စွဲတော်အမြောက်ကုန်းကိုရရှိရေးအတွက်ကြိုးပမ်းထိုးစစ်ဆင်လာခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီနေ့ကစတင်ပြီးတော့ဒီကနေ့စက်တမလ25ရက်နေ့အထိတိုက်ပွဲများအပြင်းထန်ဖြစ်ပွားနေကစစ်တပ်ဘက်ကထိခိုက်သိမ်းဆုံးမှုတွေများပြားနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကတင်ပိုက်ထားတဲ့ကြောင်မဲမြို့နယ်တီဘောမြို့နယ်တို့မှာစစ်တပ်လက်အောက်ခံစစ်ဗတ်ရေးရာလုံခြုံရေးတပ်ဖွဲ့စရဖားနဲ့သတင်းပေး၁၀ဦးကျော်ကိုဖမ်းဆီးရရှိထားပြီးတော့ဖမ်းဆီးရရှိသူများဟာတရောင်းစာတထေးခရီးသွားအပါဝင် ပုံစံအမျိုးမျိုးနဲ့အယောင်ဆောင်ပြီးတော့သတင်းရယူခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကြောင်မဲနဲ့တီဘောမျိုးတို့မှာ DNL ရဲတပ်ဖွဲ့နဲ့ဌာနဆိုင်ရာတွေကပူးပေါင်းပြီးတော့ရှောင်းတခင်စစ်ဆေးမှုများကိုဆောင်ရွက်တဲ့အချိန်စရဖနဲ့သတင်းပေး၁၀ဦးကျော်ကိုဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။လားရှုံမျိုးအတွင်းမှာရှိတဲ့စစ်ကောင်စီတပ်က DNL အုပ်ချုပ်တဲ့မြို့နယ်များအတွင်းမှာရှိတဲ့ DNL ရဲ့ဂိတ်နေရာများဂိတ်အတွင်းမှာရှိတဲ့လူဝင်အားလက်နက်အင်အားများဌာနဆိုင်ရာအင်အားများတပ်စခန်းနေရာများလူစုလူဝေးလုပ်တဲ့နေရာများမှာသတင်းရယူပြီးတော့ လေချောင်းပြစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီးတော့အဲ့ဒီနောက်မှာထိရောက်မှုရှိမရှိကိုတော့စုံစမ်းထောက်လန်းရယူနေကြောင်းသိရပါဗါးအဲ့ဒီနောက်စစ်တပ်ကလွယ်ကူစွာဝင်ရောက်နိုင်မဲ့လမ်းနဲ့ထောက်ဖို့လမ်းကြောင်းများအခြေအနေတွေကိုလည်းအရိကထောက်လန်းပြီးတော့သတင်းပေးပို့ခဲ့တယ်လို့သိရပါဗါးဆရာဖအများနဲ့သတင်းပေးများဟာမြို့ထဲမှာလမ်းလျှောက်ရွေတော်၎င်းဆိုင်ကယ်နဲ့တော်၎င်းလိုင်းကားနဲ့တော်၎င်းအေစီကားနဲ့တော်၎င်းတထေးရောင်ဆောင်ပြီးတော့တော်၎င်းသရောင်းစားရောင်ဆောင်ပြီးတော့တော်၎င်းခီးသွွားရောင်ဆောင်ပြီးတော့တော်၎င်းပုံစံအမျိုးမျိုးနဲ့ဝင်ရောက်ပြီးတော့သတင်းများထောက်လန်းရယူနေခြင်းဖြစ် ယ်လို့သိရပါတယ်။ဆရာဖားနဲ့သတင်းပေးအချင်းချင်းဆက်သွယ်မှုပြုလို့ရမှာလက်ဟန်အမှုရာလက်ဖေးဆိုင်လမ်းဘေးကွန်ရဆိုင်နဲ့လူရှင်းတဲ့နေရာများမှာလူချင်းတွေ့ပြီးတော့တုံးတဲ့တူသတင်းပေးပြီးစစ်ကောင်စီထံကို online platform ဖြစ်တဲ့ Viber, Facebook, WeChat, Telegram များကနေတဆင့်သတင်းပေးပို့ခဲ့ကြတယ်လို့သိရပါတယ်။စစ်တပ်ကတောင်ပြည်အတွင်းမှာရှိတဲ့မြို့နယ်များမှာစစ်ဘက်ရဲအားလုံခြုံရေးများစွာဆေးလွတ်ထားပြီးတော့အဲ့ဒီဖမ်းဆီးရမိသူများကိုလည်းလုံခြုံစိတ်ချရတဲ့နေရာမှာကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့သိရပါဗျ။ ပြင်းမှုကျူးလွန်ကြောင်းထင်ရှားပေါ်လွင်မှာကတောင်ပြည်ဥပဒေနဲ့အညီအေးအေးယူသွားမှာဖြစ်ကြောင်းသတင်းရရှိပါရယ်ခမောင်းဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စစ်တပ်ကဗိုလ်မှူးကြီးများကိုလွတ်တော်အမှန်လောင်းများအဖြစ်တိုင်းသာစီလုံးညီညွတ်ရေးပါတီတားဆညကိုမင်းအောင်လိုင်ကဆေးလွတ်လိုက်ပြီးတော့မြေကောက်ပွဲကော်မရှင်ကိုတင်ပြတဲ့တားဆညပါတီရဲ့အမှန်လောင်းစီရင်များမှာအဲ့ဒီတက်ကရာရှိများအလုံးပါဝင်သွားမှာဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အကြဖတ်စစ်ခွေးတပ်ကကျောက်ဖို့ပါတီကိုဗိုလ်ချုပ်ကြီးအဆင့်ကနေတက်ကြက်ကြီးစီးရဲအဆင့်ထိ489ဦးဆေးလွတ်ခဲ့ပြီးတော့စစ်တပ်ထိတ်တန့်ရရှိကြီးများဟာကျောက်ဖို့ပါတီရဲ့အမတ်လောင်းများအဖြစ်နဲ့ဝေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်မင်းအောင်လိုင်ကတိုင်းသာစီလုံးညီညွတ်ရေးပါတီကိုလည်းဗိုလ်မှူးကြီးများကိုအမတ်လောင်းများအဖြစ်နဲ့ဆေးလွတ်လိုက်ပြီးတော့အဲ့ဒီဗိုလ်မှူးကြီးတွေဟာတာဆညာပါတီရဲ့ဝေးကောက်ပွဲဝင်မဲ့လွတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ်နဲ့မတ်ပုံတင်စီရင်တင်သွင်းလိုက်ကြပြီဖြစ်တယ်လို့သိရပါတယ်။ ်မနေ့ကတာဆာညပါတီနှစ်ပတ်လည်မှာဘိုးမူးကြီးတွေတာဆာညပါတီရဲ့အမတ်လောင်းတွေအဖြစ်နဲ့တက်လာကြပါတယ်တက်ကအမတ်လောင်းတွေဆင်းလွတ်တဲ့နေရာမှာချက်ဖို့ပါတီတွေမကဘူးတာဆာညပါတီတွေကိုပါရောက်ကြတယ်ဘိုးမူးကြီးအမတ်လောင်းအရေးအတွက်အတိအကျမသိရပါပေမဲ့တော်တော်များများပါသွားဖို့ရှိတယ်လို့နေပြည်တော်စစ်ဘက်သတင်းရေးမြစ်ကရှင်းပြထားပါတယ်ဒါအပြင်စစ်ခွေးအရာရှိလွတ်တော်ကိုယ်စားလှယ်လောင်းများနဲ့ စစ်တပ်ကိုစားပြုရွေးကောက်ပွဲရှင်ပြိုင်ရမယ်နိုင်ငံရေးပါတီများမှာကြက်ဖို့ပါတီအပြင်တိုင်းသာစီလုံးညီညွတ်ရေးပါတီပါပါဝင်လာပြီလို့ဆိုနိုင်ကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြထားပါတယ်တိုင်းသာစီလုံးညီညွတ်ရေးပါတီကစစ်တပ်ရဲ့အတူရောက်ရွေးကောက်ပွဲမှာပြည်သူ့လွတ်တော်အမတ်နေရာ182နေရာအမျိုးသားလွတ်တော်132နေရာတိုင်းနယ်ပြည်နယ်လွတ်တော်အမတ်နေရာ489နေရာ တိုင်းသားလူမျိုးစုံလွတ်တော်14နေရာစုစုပေါင်းလွတ်တော်အမတ်နေရာ694နေရာမှာပါဝင်ရှင်ပြိုင်မှာဖြစ်ပြီးတော့ကျပ်ဖို့ပါတီပြီးရင်ဒုတိယအမတ်နေရာအများဆုံးရွေးကောက်ပွဲဝင်မဲ့ပါတီလည်းဖြစ်တယ်လို့သိရပါတယ်ကျန်းဖို့ပါတီကတော့လာမယ့်ရွေးကောက်ပွဲမှာလွတ်တော်အမတ်နေရာ1018ဦးနဲ့အများဆုံးရှင်ပိုင်မှာဖြစ်တယ်လို့သိရပါတယ်။တိုင်းသာစီလုံးညီညွတ်ရေးပါတီဟာရခိုင်အာဏာရှင်ဟောင်းနေဝင်းရဲ့မြမဆိုရှယ်လက်လမ်းစဉ်ပါတီကိုအမည်ပြောင်းလဲထားခြင်းဖြစ်ပြီးတော့ အာနာရှင်ဟောင်းနေဝင်လက်ထက်ကတော့ဗိုလ်ချုပ်ဟောင်းများနဲ့စစ်တပ်အနယ်ဝင်များကဦးစီးထားတဲ့စစ်တပ်ကိုစားပြုနိုင်ငံရေးပါတီတစ်ခုဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံမြောက်ပိုင်းချင်းမာမြို့မှာစက်တမာလာတတိယပတ်မှာအုပ်စုဖွဲ့ဓာခုံမှုဖြစ်ပွားပြီးတဲ့နောက်ပိုင်းထိုင်းရဲတပ်ဖွဲ့ကမြို့ထဲမှာကင်းလှည့်ခြင်းဂိတ်ချဆစ်ဆီးခြင်းများဇက်တိုက်ပြုလုပ်နေရာလက်ရှိမြန်မာနိုင်ငံသား150ကျော်ဖမ်းဆီးခံထားရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။၎င်းကကျွန်တော်တို့ချင်းမာမြို့မှာအဖမ်းဆီးတွေအင်မတန်များလာပါပြီ။ချင်းမာလန်ဖုံးအဖမ်းဆီးတွေပိုချလာတာတွေ့ရတယ်။ အထူးရဲတပ်ဖွဲ့တွေဖွဲ့စည်းပြီးတော့ကိုကင်းလက်ဖမ်းဆီးတာမျိုးတွေနေရတကမှာဂိတ်ချပြီးတော့ဖမ်းဆီးတာမျိုးတွေများပြားလာတာတွေ့ရပါတယ်ဒါတွေကပြီးခဲ့တဲ့အပတ်မှာလူရန်ကားပုံစံမျိုးနဲ့ဓာတ်ခုံမှုဖြစ်လို့စစ်ဆေးတဲ့ဟာတွေပုံပုံများပြားလာတာလို့တွေ့ရတယ် ပြီးခဲ့တဲ့ဆက်ရှင်တွေကစပြီးတော့စက်တဘာလ24ရက်နေ့အထိအယောက်200ကျော်ဖမ်းဆီးထားပြီးဖြစ်ပါတယ်အဲ့ဒီထဲမှာကျွန်တော်တို့မြန်မာနိုင်ငံသားအယောက်150ကျော်နဲ့အများဆုံးဖြစ်တယ်လို့ပြောပြထားပါတယ်အဲ့ဒီဖမ်းဆီးခံရသူများဟာနေထိုင်ခွင့်အထောက်အထားမရှိသူများခိုးမှုရန်ကားမှုစတဲ့အမှုမျိုးစုံပါဝင်နေပြီးတော့လက်ရှိချင်းမိုင်မြို့မှာထိုင်းရဲတပ်ဖွဲ့များကစစ်ဆေးမင်းများမှုတွေတင်းကျပ်လာသလိုထိုင်းလူမျိုးများကလည်းမြန်မာနိုင်ငံသားတွေအပေါ်ပုံမှုပြီးတော့သတိထားလာနေတဲ့အတော့မြန်မာနိုင်ငံသားများအနေနဲ့ အတော်လာစင်ကြင်တရီထားကြရတယ်အပြင်ထွက်တဲ့အခါမှာနေထိုင်ခွင့်အထောက်အထားတွေကိုလည်းအပြည့်အစုံယူသွားကြဖို့အတွက်၎င်းကအကြံပြုထားပါတယ် စက်တမလာ16ရက်နေ့ညစက်တနာရီကျော်မှာဆိုင်ကယ်စီးနေလာတဲ့ဆယ်ကျော်သက်လူငယ်တစုနဲ့ထိုင်းလူငယ်တစုတို့တွေ့ဆုံရန်ဖြစ်ခဲ့ရာကနေဓာတ်ခုံမှုကျူးလွန်ခဲ့တဲ့မြန်မာလူငယ်15ဦးပါတဲ့ဂိုင်းတစ်ခုကိုထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီးတော့ကျူးလွန်သူများကိုလည်းဥပဒေအရရေးယူပြီးပြည်내တံပေးမှာဖြစ်တယ်လို့စက်တမလာ16ရက်နေ့မှာပြုတ်လုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာထိုင်းရဲတပ်ဖွဲ့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့လာအိုနိုင်ငံမှာမြန်မာနိုင်ငံသားလူငယ်အများပြားဟာကြားဖြတ်လုပ်ငန်းများစီကိုလူကုန်ကူးခန်းစေခံရပြီးတော့ညှဉ်းပန်းနှိပ်စက်ခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံတဝန်းလုံးကလူငယ်များကိုတာချီလိတ်မြို့ကိုလာရောက်ခိုင်းပြီးတော့တာချီလိတ်ကနေတဆင့်ပွဲစားများကလာရောက်ပြီးတော့ခေါ်ဆောင်သွားကြတယ်လို့သိရပါတယ်။တရားမဝင်လမ်းကြောင်းများကနေတဆင့်မဲခေါင်မြစ်ကိုလှေနဲ့ဖြတ်သန်းပြီးတော့လာအိုနိုင်ငံအတွင်းကိုပို့ဆောင်ခဲ့ကြတယ်လို့ပြောပါတယ်။လာအိုနိုင်ငံ VN ချင်းမြို့မှာ ကြားဖြတ်လုံယုံများစွာရှိပြီးတော့အဲ့ဒီနေရာများကိုမြန်မာလူငယ်များယာထောင်ချီပြီးလာစဉ်ပို့ဆောင်ခံနေရတယ်လို့သိရပါဗျ။ မြန်မာလူငယ်တွေကိုအလုတ်ခေါ်ယူရမှာကာစီနိုလုပ်ငန်းများမှာလစာကောင်းကောင်းရမယ်ဆိုပြီးတော့မလုံးပေးပြီးပွဲစားများကခေါ်ယူနေတယ်လို့သိရပါတယ်။လူငယ်တွေကိုတရားမဝင်ပို့ဆောင်တဲ့ယူရမှာတာချီလိတ်ကမြန်မာလာဝကရဲနဲ့စစ်တပ်များကပါပါဝင်ပတ်သက်နေပြီးတော့ပို့ဆောင်နေခြင်းဖြစ်တယ်လို့သိရပါတယ်။ကြားဖြတ် online ငွေလိမ်ခန်းများမှာမြန်မာလူငယ်များဟာညှိမှန်းနှိပ်စက်ခံနေရပြီးတော့အလုလုကန်နေရတယ်လို့သိရပါဗျ။တလကိုသူတို့တတ်မှတ်ထားတော့ လူတယောက်ကိုဒေါ်လာ2000ရှာခိုင်းတယ်ဗျဖောက်တယ်မရရင်တော့မိန်းကလေးဆိုရင်ထိုင်ထလုတ်ခိုင်းတယ်ယောက်ျားလေးဆိုအချိန်တရာအချိန်နဲ့ရဒိုက်ထိုးခိုင်းတယ်အပြစ်လောက်တာကြီးရင်ရိုက်တာနှက်တာတွေရှိတယ်အပြင်လည်းပေးမထွက်ဘူးတိုက်ကိုပိတ်ပြီးတော့ကိုတရုတ်ခေါင်းဆောင်တွေကအလုပ်တွေခိုင်းထားတာပါသူတို့အောက်မှာမြန်မာခေါင်းဆောင်တွေကိုလည်းခန့်ထားတယ်လို့လက်ရှိကြားဖြတ်လုပ်ငန်းမှာလူကုန်ကူးခန့်ထားရတယ်မြန်မာလူငယ်တအုပ်ကပြန်လည်ပြောပြထားပါတယ်လာအောင်နိုင်ငံ VN ချင်းမှာရှိတယ်အွန်လိုင်းငွေလိမ်လေတဲ့ကြားဖြတ်လုပ်ငန်းများမှာမြန်မာလူငယ်အယောက်9000ဝန်းကျင်လူကုန်ကူးခံထားရတယ်လို့ပြောပါရယ် ်ပတ်မှန်ငွေပမာဏလိမ့်လည်နိုင်ရင်ဒလကိုလုခလာစာအဖြစ်တရုတ်ယွမ်၄00ပေးပြီးတော့ပတ်စံမရှာနိုင်တဲ့သူတွေကိုတော့ဒဏ်ပေးတယ်လို့သိရပါတယ်။ကြားဖြန့်လုပ်ငန်းတွေဟာအထက်မြင့်တိုက်တာအဆောက်အဦများစွာကိုပိုင်ဆိုင်ကြပြီးတော့တခန်းကိုမြန်မာလူငယ်10ဦးကနေပြီးတော့12ဦးခန့်ထိစုပေါင်းပြီးတော့နေထိုင်နေရတယ်လို့သိရပါတယ်။မြန်မာနိုင်ငံကလူငယ်များကိုအွန်လိုင်းငွေလိမ်နဲ့ကြားဖြန့်လုပ်ငန်းများတွေကိုခေါ်ယူရန်လာအောင်နဲ့မြန်မာနိုင်ငံကအာဏာပိုင်များနဲ့ပွဲစားများကပူးပေါင်းပြီးတော့ဆောင်ရွက်နေကြတယ်လို့သိရပါတယ်။လက်တလုံးမှာ လာအိုနိုင်ငံအတွင်းကြားဖြတ်လုပ်ငန်းများကိုတင်းကျပ်နေတဲ့အတော့ဗန်းပြထားတဲ့အလုပ်ယုံများကိုပိတ်ကာနေအိမ်တိုက်တာများအတွင်းမှာကြားဖြတ်လုပ်ငန်းများကိုဆက်လက်လုပ်ကင်ခိုင်းနေတယ်လို့သိရပါတယ်။မြန်မာနိုင်ငံမှာလည်းသိတဲ့အတိုင်းပဲဗျာ။လုပ်ငန်းတွေကမကောင်းဘူး။ပြည်ပထွက်ပြီးတော့အလုပ်လုပ်ဖို့အတွက်လိုင်းမေးကြည့်တော့ လာအောင်မဂိန်းခုံအလုပ်ရှိတယ်တဲ့လာစားလဲများတယ်လူလဲတတ်တာတယ်ဆိုပြီးတော့ခေါ်တယ်အဲ့ဒီကိုရောက်မှကြားဖြတ်လုပ်ငန်းမှန်သိတာပါဒီလုပ်ငန်းကမြန်မာလာအောင်အာဏာရှိတဲ့သူတွေပါနေပါတယ်လာအောင်ရဲတွေကိုရောမြန်မာရဲတွေကိုရောပါဝင်ပတ်သက်နေတယ်စစ်စေးရေးလာမယ်ဆိုရင်တရုတ်တွေကမြန်မာလူသမားတွေကိုအပြင်မှာခဏထွက်ဆောင်ခိုင်းတာတယ်လာစားလေးနည်းနည်းထုတ်ပေးပြီးတော့ဘောလို့လာအိုကြားဖြတ်လုပ်ငန်းမှာလုတ်ကန်ခဲ့သူတို့ကပြန်လည်ရှင်းပြထားပါရယ်။လာအိုနိုင်ငံအတွင်းမှာကြားဖြတ်လုပ်ငန်းများဟာအရှိတောင်အာရှနိုင်ငံများအားလုံးကိုပြင့်မှတ်ထားပြီးတော့လိမ်လည်ခိုင်းနေခြင်းဖြစ်တယ်လို့သိရပါရယ်။ ြန်ကျင်တဲ့သူတွေလည်းပြန်မရဖြစ်နေတာပါလစာတွေလည်းမရသေးဘူးအခန်းထဲမှာတိုက်ပိတ်ထားတာစစ်စင်းရေးတွေလည်းလာတယ်သူတို့ကလည်းအတူတူဆိုတော့အမြင်လောက်ပဲစစ်ဆေးတာပါအကူကြီးလည်းတောင်းမရဖြစ်နေတယ်ဂိမ်းခုံအလုပ်ဆိုပြီးတော့လာအိုရောက်မှကြားဖြတ်ဖြစ်နေလူကုန်ကူးခံနေရတာလို့ကြားဖြတ်လုပ်ငန်းအတွင်းမှာတိုက်ပိတ်ခံထားရသူလူငယ်တအူးကသတင်းပေးဖို့တိုင်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ